လူတွေမတွားရဲလောက်အောင်ကြောက်เสียကောင်းတဲ့ဖေယားများမင်္ဂလာပါအမနာမြမကပြန်လဲကြိုဆိုလိုက်ပါကဘာတဝမ်းမှတည်ရှိတဲ့ရှီဟောင်းဖရာတွေဟာရှင်ကြည်ခြင်းနဲ့အမခန့်ဘီတုကလက်ရရရဲ့တက်တေဖြစ်ကုန်မှတည်ရှိနေကြပါရင်ဒါပေမဲ့လက်တချို့သောဖရာတွေဟာတိတ်ဆိတ်ငြိမ်သက်တဲ့ဝိညာဉ်ရေးရာငွေတက်တွေနဲ့တူတူလှုပ်ဝဲဆန်းကျယ်တဲ့တဘာဝလွန်ဖြစ်ရတွေကြောင့်နမယ်ဇုံနဲ့ကိုကြော်ကြပါရင် အဲ့ဒီဖျားเจ้าနေရဲ့မှောင်မိုက်တဲ့နေရံတွေရဲ့နောက်ကွယ်မှာတော့အတိတ်ကဝမ်းနဲ့ခြေကွဲမှုတွေရက်ဆက်ကြမ်းကြုတ်မှုတွေနဲ့မဖြေရှင်းနိုင်သေးတဲ့လှုပ်ဝှက်ချက်တွေဟာယနေ့ထက်တိုင်ကိုမှပြဲ့ပင်ထက်နေစေပဲဖြစ်ပါ යි ။ဗကင်းရဲ့အထီးကျန်စေတီကြီးဖြစ်တဲ့ဓမ္မရံကြီးဖျားကလည်းတစေ၆တဲ့လူကြောကြပါ යි ။ဓမ္မရံကြီးဖျားကိုတိစားဖို့အမိပေးခဲ့တဲ့ဘရင်နေရသူရဟာသူ့ရဲ့ညီရဲ့အဖေကိုတတ်ခဲ့တဲ့အပြစ်ဝကျွေးကိုပျောက်စေခြင်းလို့ဒီဖျားကိုတိစောက်ခဲ့တာပါ။ ဒါပေမဲ့လည်းနရသူရဟာဖျားတိဆောက်ရေးမှာအသေးအဖွဲအမှားလေးတွေအတွက်တောင်မှအလုသမားတွေကိုရရဲဆက်ဆက်ကိုအပြစ်ပေးခဲ့ပါတယ်။အုံနှချက်ကြားမှာအထိုးလူမရအောင်စစ်စစ်ညက်ညက်ကိုအလုလုဖို့ကိုဖိအားပေးခဲ့ပြီးတော့တကယ်လို့အထိုးလူရရင်တော့လက်ဖြတ်ပစ်တယ်လို့တောင်မှအဆိုကြပါတယ်။သူ့ရဲ့လောရက်တွေကြောင့်အလုသမားတွေဟာကြောက်လန့်တုန်လုံးနေကြပြီးတော့ဖျားတိဆောက်ရေးဟာလည်းအချင်းကြလာတဲ့အမြပို့ပြီးတော့ခက်ခဲလာခဲ့ပါတယ်။ ။နောက်ဆုံးမှာကတော့နရတူရာဟာသူ့မိဖုရားရဲ့အဖေကလုံကျန်တက်ဖြတ်ခဲ့တာကြောင့်ဖုရားကိုမပြီးစီပဲနဲ့ထားခဲ့ရပါတယ်။ဒါကြောင့်လက်ဒီဖုရားကိုတဆီဖုရားဆိုပြီးတော့ခေါ်ဆိုကြတာဖြစ်ပါတယ်။ဖုရားရဲ့မပြီးဆုံးသေးတဲ့အစိတ်ပိုင်းတွေဟာနရတူရာရဲ့မပြေဝသေးတဲ့ဆန္ဒရီနဲ့ကြံ့ရက်ခဲ့တဲ့နာကျင်မှုတွေကိုကိုးစားပြုနေတယ်လို့ဒေတာကန်တွေကတော့ယုံကြည်ကြပါတယ်။ညဘက်တွေမှာဆိုရင်တော့၎င်းဖုရားဝင်းကျင်မှာထူးဆန်းတဲ့အတန်တွေနဲ့အလင်းရောင်တွေကိုလည်းမြင်တွေ့ရတယ်လို့ပြောကြပါတယ်။ ဓမယံကြီးဖျားဟာဆိုရင်တော့ဖြင့်တာမန်ဖျားတဆူထက်ကိုပို့ပြီးတော့နည်းနည်းတဲ့အထိပ္ပယ်တွေရှိပါ යි ။ဒါဟာဘုရင်တစ်ပါးရဲ့နောင်တတရားရက်ဆက်ကြမ်းကြုတ်မှုတွေနဲ့မပြီးဆုံးနိုင်တဲ့ကျင်စာတွေရဲ့တက်တည်တစ်ခုလည်းဖြစ်ပါ යි ။တချို့ကတော့ဖျားရဲကိုဝင်လိုက်တာနဲ့တရားရောက်ကစောင့်ကြည့်နေတယ်လို့ကိုခန်းစားရတယ်လို့လည်းပြောကြပါ යි ။ဗကံကိုလာရောက်လေပတ်သူတွေအတွက်ကတော့ဓမယံကြီးဖျားဟာထူကြတဲ့အတွေ့အကြုံတစ်ခုကိုပေးဆွနိုင်မှာပါ။နောက်ထပ်၆ချားဆရာဖျားတစ်ခုကတော့ဂျပန်နိုင်ငံကချူရီတိုစီတွေပဲဖြစ်ပါ යි ။ ဇန်နဝါရီရာကတော့ဒီစီဒီဟာဒုတိယကမ္ဘာစစ်အတွင်းကိုတည်ဆောင်းခဲ့တဲ့ဂျပန်စစ်သားတွေရဲ့ဝိညာဉ်တွေ6လက်နေတဲ့နေရာတစ်ခုလို့ဆိုကြပါတယ်။စစ်သားတွေရဲ့ဝိညာဉ်တွေကဇီဒီပတ်ဝန်းကျင်မှာလှည့်လည်သွားလာနေပြီးတော့သူတို့ရဲ့ဝမ်းနဲ့ခြေခွဲတဲ့အတန်တွေဟာတောင်တန်းတွေကြားမှာကိုပဲ့တင်ထပ်နေတယ်လို့ယုံကြည်ကြပါတယ်။ဇီဒီကိုလက်ရောက်လည်ပတ်သူတွေဟာဆိုရင်တော့ဖြင့်ထူးဆန်းတဲ့အတွေ့အကြုံတွေကိုပြပြကြပါတယ်။တချို့ကတော့စစ်ဝတ်စုံဝတ်ထားတဲ့တဆေပုံရိပ်တွေကိုမြင်ခဲ့ရတယ်လို့ဆိုကြပြီးတော့တချို့ကတော့တိတ်ဆိတ်တဲ့ညတွေမှာစစ်သားတွေရဲ့စုတောင်းတဲ့တွေကိုလည်းကြားခဲ့ရတယ်လို့ဆိုကြပါတယ်။ အထူးသဖြင့်ကတော့ဆောင်းရာသီတွေမှာဒီဖြစ်ရဆိုးဟောက်ပို့ပြီးတော့ပြင်းထန်တယ်လို့လည်းကြတိခဲ့ကြရပါတယ်။ဆောင်းရာသီဟာဆိုရင်တော့ဂျပန်မှာစစ်ပွဲတွေအများဆုံးဖြစ်ခဲ့တဲ့အချိန်ဖြစ်ပြီးတော့တည်ဆုံသွားတဲ့စစ်သားတွေရဲ့ဝိညာဉ်တွေဟာလည်းအိမ်ပြန်ခြင်းနဲ့စိတ်နဲ့ပို့ပြီးတော့လှုပ်ရှားလာတယ်လို့လည်းဆိုကြပါတယ်။ဒေသခံတွေရဲ့ပြောဆိုကြရဆိုရင်တော့ချူရီတူစီတီဟာစစ်ပွဲတင်းကိုတည်ဆုံခဲ့တဲ့စစ်သားတွေအတွက်ကိုစလုပ်ထားတဲ့အထိမ်းမဲ့ဆောင်တစ်ခုလည်းဖြစ်ပါတယ်။စစ်သားတွေရဲ့ဝိညာဉ်တွေဟာသူတို့ရဲ့ဝမ်းနဲ့ခြေခွဲတဲ့ခန်းစားချက်တွေကိုဖော်ပြဖို့အတွက်ဒီစီတီကိုရွေးချယ်ခဲ့ကြတယ်လို့လည်းဆိုကြပါတယ်။ ဒီနိုင်ငံတွေဟာကာရချူရီတိုးစစ်တီရဲ့လှပရင်းမြင်ကွင်းနေနဲ့စန့်ကျင်ဘက်ဖြစ်တဲ့ထိုင်းလန်ပွဲရအမှောင်ရေးတစ်ခုကိုဖန်တီးပေးပါတယ်။ဒါကြတော့ဂျပန်နိုင်ငံရဲ့တမန်ကြောင်းနဲ့ယဉ်ကျေးမှုကိုထင်ဟပ်စေတဲ့စိတ်ဝင်စားစရာကောင်းတဲ့ဇေဒီခုလို့ဆိုရမှာဖြစ်ပါတယ်။ဒီပြားရီဟာတော့ကြောင်းမဲ့ဖွဲ့ရဆက်လန်းတွေနဲ့လှုပ်ဝက်ဆန်းကျင်မှုတွေကိုထိန်းသိမ်းထားပါတယ်။ပရိသတ်တို့ကလည်းအချိန်ရရင်ဒီပြားရီစီကိုတွားရင်လည်းတပိုင်းကြောင်းရှုပ်ကြည့်မှုနဲ့တဘာဝလွန်ဖြစ်ရတွေရောရှက်နေတဲ့ကဘာတစ်ခုကိုဝင်ရောက်လေ့လာရင်လည်း တည့်ရဲ့ဝိညာဉ်တွေနဲ့ထိတွေ့မိတဲ့အခိုက်အတန့်တွေကိုကြုံတွေ့ရနိုင်တာမလို့လေဘက်ကြီးဖို့ကိုလည်းကျွန်တော်ကတော့ဒီနေရာကနေကိုအကြံပေးကြပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ